မင်္ဂလာပါအဲမင်္ဂလာပါဗျာဒီနေ့ဒါနာနှစ်2568လူရောဝါကိုသာတက်ကရ1386နောက်တစ်ခုလာဇန်အဲနောက်တစ်ခုလာစုတ်၄ရက်နေ့ဒီနေ့ဟာမြန်မာတကြံအတက်နေ့ပေါ့အဲခရစ်နှစ်က2025 April 16ရက်နေ့ဖြစ်ပါတယ်အဲဥစဉ်စီကိုရောက်ရှိလာတဲ့တခါကြီးနဲ့တကမာကြီးဟာမနည်းညနေရောက်လာကြတယ်အဲဥစဉ်ဒီနေ့မနေ့ကြီးမှာပဲအေးစီအခံရပြည်သူမှုပတ်တဲ့နန်းလေးကိုလာလိလာရင် လာခဲ့တဲ့ ဒကာကြီးနဲ့ဒကာမကြီးကိုပထမဆုံးပြောရင်တော့ဒကာကြီးနာမည်ကဥကျော်စိန်လိုင်လားတမပါဗျာအဲဒကာမကြီးနာမည်ကအများကြီးကတော့ဥကျော်လို့ခေါ်ပါတယ်ဥကျော်တမဟောမင်းသားကျော်ဟင်းပေါ့လားဥကျော်ဒကာမကြီးရဲ့နာမည်ကဒေါ်တော်တွယ်ဦးပါဗျာဟောဒကာမကြီးနာကြားပါနာတော့တက်တော့တဲ့တဲ့ဆိုကြားပါလိမ့်မယ်ဟုတ်လားမကြောက်မကြောက်သူမကြောက်တိတ်မကြောက်ကောင်းပြီအဲ့ဒါကြာကြီးဥကျော်စိန်လိုင်နဲ့ဟလားဦးဇင်းတို့ကိုအမတ်တရားစတင်ပြီးတော့တွေ့ဆုံတော့မယ်အဲဒီခါမှာဦးဇင်းအနေနဲ့ကတော့ အဲဒီကနေ့ရတဲ့ကျန်အတက်နေ့ဖြစ်16ရက်နေ့လည်းဖြစ်သွားပြီဟုတ်တယ်နော်တမပါဗျာအဲ16ရက်နေ့ကနေ့16ရက်နေ့ဟုတ်လားမှန်တယ်ဗျာဘုဒ္ဓဦးနေ့လည်းဘုဒ္ဓဦးမှာဘုဒ္ဓဦးနေ့လည်းဖြစ်ပြီးတော့မွေးနေ့လည်းဖြစ်ပါလေဗျာဩဟုတ်လားဒကာကြီးကဘုဒ္ဓဦးနေ့သားပါဩဩကောင်းပါပြီဒကာကြီးအဲ့တော့ဒကာကြီးနဲ့ဦးစင်းရဲ့တွေ့ဆုံငန်းလေးကိုအဲဦးစင်းအနေနဲ့ဒါအမှတ်တမ်းလေးအနေနဲ့ပြောတာကတော့ဒကာကြီးရဲ့ဘဝတမိုင်းလေးကိုဦးစင်းအတူအချင်းပြောလို့ရပါတယ်တိတ်တော့လူသားတယောက်တိတ်မထူးဆန်းပါဘူးဗျာ မွေးလာတာကတော့ရန်ကုန်မြို့15လမ်းမှာဩကလမ်းတော့ပေါ့တကယ်တမ်းကြီးကြီးကြောင်းတက်လာတော့အခုနာမည်ကြီးနေတဲ့အဲတပည့်တော်တို့စိန်တန်းလက်ခုပ်ကိုကန်းကြီးဆိုတဲ့စိန်တန်းစိန်တန်းကန်းကြီးအခုတော့အမှန်တော့ပထမလက်ခုပ်ကိုပေါ့လက်ခုပ်ကိုအခုတော့စိန်တန်းဖြစ်လာတော့အဲ့ဒီကန်းကြီးပါရှစ်တန်းဒီအောင်ကြတော့ဗျာ အရာမှာတကရန်ကုန်ပြန်ရောက်တပိတော်တို့ကလယ်သမားမျိုးတွေပါဗျာလယ်လုတ်ပြီးတော့မိဘနဲ့အတူအဖိုးနဲ့အတူလယ်လုတ်ပြီးတော့ချစ်တန်းအောင်တော့ရန်ကုန်ပြန်ရောက်လာပါတယ်ရန်ကုန်ရောက်ပြီးရန်ကုန်မှာကြောက်တက်ပြီးတော့အဲ့ဒီက69 80မှာ10တန်းအောင်ပါလေဗျာအဲ့ဒီကနေပြီးတော့စက်မှုတက်ကလူတက်တာ69ခုနှစ်မှာစက်မှုအင်ဂျင်နီယာဘာသာရနဲ့အင်ဂျင်နီယာဘာသာဖွဲ့ရရှိပါတယ်ခင်ဗျာ ခုနှစ်နဲ့ကုကုနှစ်မှာဇနီးတဲ့ဒေါ်တော်တော်ဦးနဲ့အိမ်တော့ကြပါလေခင်ဗျာဒီမိုင်းရကြပါမိကြလဲသူကဘာမှမပေါ်ပြသူကဆယ်ထန်းသူကကျမိုင်းမကောင်းတော့ထွက်ထားခဲ့ရတာပေါ့သူအိမ်မှာပဲသူမိခင်သူရဂျီစီယူခဲ့ရပါဗျာအလက်တကုံကြီးရဲ့ဒရိုက်တာအရှိတော်အရှာဒရိုက်တာရဲ့တမီသူကတော့ပြည်သဘောမျိုးသူအမေရှိမှာတာဝန်ထမ်းဆောင်ပါလေခင်ဗျာခုနှစ်ကုကုနှစ်မှာဇနီးတဲ့ဒေါ်နဲ့အိမ်တော့ကြ89နှစ်မှာ လေယာဆိုင်ပြိုးနဲ့ဆံမြောင်းဝန်ကြီးဌာနဆက်မှုရာဦးစီးဌာနမှာဒုတိယတိုင်းဦးစီးဝန်နဲ့စပြီးတော့ဝင်ပါတယ်အဲ့ဒီကနေပြီးတော့တောင်ကိုဟာ86မှာဂျပန်ပြည်ကိုပြန်ရတော့လွတ်ကမ်းပါလေဗျအဲ့ဒီကပြန်လာပြီးတဲ့အခါကျတော့ရေရင်းမြစ်သုံးဆိုင်ဦးစီးဌာနကိုပြောင်းသွားပါလေဗျတရားသူပရိုမိုးရှင်းရတဲ့အတွက်ကြောင့်ဖြစ်ပါလေ အဲ့ဒီကနေပြီးတော့အလုပ်ထွက်ခဲ့ပါတယ်ဗျာဘာခွေးမှမယူပါဘူးအဲ့ဒီကနေပြီးတော့တပီတော့ပြင်ပကုမ္ပဏီတွေမှာနိုင်ငံခြားကုမ္ပဏီရောပြည်တွင်းကုမ္ပဏီမှာပေါ့အကြီးတန်းမန်နေဂျာမျိုးစုံလုပ်ခဲ့ပါတယ်ဗျာနောက်ဆုံးလေကူမှာ project director ဖြစ်အခုနာမည်ကြီးနေ Ryan Grand Wayne ရဲ့ထုတ်လို့ရေးစေဦးကြီးမှာ project director ဖြစ်နေတယ် ကောအကြံပေးနေတော့အကြာကြီးလုတ်ခဲ့ပါလေဗျအဲ့ဒီမှာတခါအမျိုးသားအကြံပေးအနေနဲ့ ADB နဲ့ World Bank မှာကူပြောင်းပြီးလုတ်ခဲ့တာအခု2019ကိုဗစ်ကာလရောက်တဲ့အထိပါပဲဗျာအခုတော့အသက်ကလည်းကြီးအလုပ်ကလည်းမရှိတော့တဲ့ကြောင့်ဖိတ်ကြားတဲ့လူများရှိတယ်ဆိုရင်လိုက်ပြီးတော့ကိုတက်တဲ့ လူမျိုးစီဝိုင်းကျမ်းမာရေးပညာရေးအဓိကတပြင်ဘာသာရေးကိုလူဦးရေဆေယောကနေအထက်ချီလို့ရှိရင်တဏှာနဲ့တဏှာခွဲကြတော့ break နှစ်ခါပြီးပြောဟောကြပါတယ်အထူးတစ်ဖြင့်ကတော့နောက်ထောက်ဆက်နှစ်ခုနေတရား Facebook မှာဘာသာရေးနဲ့ပညာရေးဆောင်းပါလူမျိုးရေးဆောင်းပါတွေ900ကျော်ရည်ပြီးဖြစ်ပါတယ်အခုခါမှာကျမ်းမာရေးကမျက်စိနှလုံးလုံးခွဲထားပြီးတော့ ကြောက်ကကလည်း30ရာခိုင်နှုန်းပဲရှိပါတော့တယ်မကြခင်လဲဒီဇီဝင်ချုပ်တော်ပဲလို့ယူဆထားပါတယ်မိဘတွေရဲ့နာမည်တွေကဘယ်လိုခေါ်လဲမိဘတွေရဲ့နာမည်မိဘကအဖေကဦးစိန်လှအောင်အမေကဒေါ်ကျင်းလှပါဗျာဦးစိန်လှအောင်ရခိုင်မင်းလားမဟုတ်ပါဘူးဗျာဗမာတွေပါပဲအဲဒီစိန်တန်းရခုတ်ကိုဇာတိတွေပါမောင်နှမသားချင်းဗနီအောင်မြန်မှုပြီးတော့၃ယောက်ပါ၄ယောက်ပါဗျာတပည့်ယောက်ကစုံသွားလို့ပါအခုလက်ရှိ၃ယောက်ရှိပါတယ်။ဟင်းကျန်တဲ့လူတွေကပါလေလောက်ကညာလေ အဲအကြီးဆုံးကိုကြီးရတော့အခုလက်ကုတ်ကမှရှိတဲ့လဲတွေကိုကြီးမှပြီးလောက်ပါတယ်အငယ်ရတော့သူက double dog ခေါ်တဲ့ဥစ္စာရပြီးတော့ Australia တို့ Malaysia တို့ Switzerland တို့မှာအဲပမောခအနေနဲ့လောက်ပါတယ်ဗျာအခုတော့ရန်ကုန်ကိုပြောင်းနေပါပြီကောင်းပါပြီအဲ့တော့ဒီကကြီးအကျိုးစိန်လိုင်းဟာဥစဉ်ကိုဖုံးဆက်ပြီးတော့ချိတ်တယ်ဥစဉ်ပေါ်မှာဘလူးမြင်ဘလူးတွေ့ပြီးတော့ဒီကကြီးနဲ့ဥစဉ်အခုလိုရောက်ရှိလာအောင် တမရောက်လာတဲ့အကြောင်းတရားနဲ့ခံစားချက်အခြေအနေအားလုံးပြောပြပါလားတင်ပါဗျာအဲ့ဒါအမတန်ကောင်းမွန်တဲ့စကားပါဗျာတပည့်တော်ကနည်းနည်းလေးချဲ့ပြောရရင်ချဲ့ပြောဆိုတစ်ဆက်ကမှာအိမ်မှာခေါလာရနေရှင်းနေကြတဲ့သတင်းစာနှစ်ဆောင်နဲ့စံတော်ကြီးနေတိုင်းရောက်ပါပါတယ်ဗျာကြာပါပြီဘာဖြစ်လို့လဲဆိုတော့သတင်းတူသတင်းဦးရရင်နာရေးတာရေးဖုန်းနံပါတ်ပါတဲ့မိတ်ဆွေများတိတိမတိတိ ဆက်သွယ်လေးရှိပါတယ်ပြီးခဲ့တဲ့လကတော့လဇန်းဘာလောက်ကထင်ပါလဲထူးခြားခြားအရှင်ဖျားတို့ဟောဖားပါတယ်ထင်တာတော့ Facebook မှာပဲလားစံတော်ချိန်မှာပဲလားကျင်းမှုမြန်မာလေးမှာလောတိကျကကနာပြန်ကြည့်တော့ပြီပါဗျာတပီတော့မှတ်တမ်းတင်ထားပါတယ်အဲ့ဒီမှာအဲ့ဒီဖုန်းနဲ့ဆက်တဲ့အခါကျတော့အရှင်ဖျားမရှိဘူးပြပလာပြီးတော့သွားနေပြောလို့အဲတွေ့ချင်တဲ့ကြောင်းရင်းကတော့ ထူးထူးခြားဖြစ်တဲ့ခုနပြောခဲ့တဲ့ပုံကိုယ်ကြီးရေးတာတွေပါတယ်ထူးခြားပြီဆိုရင်အဲ့ဒီလိုမရမကစက်တတ်ပါလေဆက်ပြီးတဲ့ခါကျရင်အဲ့ဒီလူတွေရှိတဲ့နေရာတော့လည်းတွေ့တတ်ပါလေအချိုးအချောင်းတွေတိကျဂါနနာလိလာပါလေနောက်ကိုဘာကူညီရမလဲဆိုတာလေကူညီလို့ရရင်ကူညီပါလေတာရကတွေအများကြီးပါဗျာအဲ့တော့စတေးရနေရလောက်ထင်ပါတယ်တပြီးတော့ဥဒ္ဒ ကရမတွင်ကျဦးတန်ရဲ့စာကြီးတဲ့ကိုစာအုပ်ဒီသွားလှူပြီးတော့အပြန်နောက်တနေ့မှာဒီကနေအမှတ်မထင်ဖုံးဆက်လာတာအဲ့ဒါကြောင့်ပြန်ပြီးအဆက်အသွယ်ရပြီးတော့နောက်ဆုံးဒုတိယဖုံးကောမှာအရှင်ဘုရားနဲ့တည့်ရိုက်ပြောတဲ့အခါမှာတပည့်တော်ဒီမနေ့ရတော့ကခုနတွေ့တွေ့ချင်းအရှင်ဘုရားမိတ်ဆက်ပြီးတဲ့ဒကမာကြီးမြောက်တော်ပြောပြပါရဗျာအဲ့ဒါကတော့အနာတပင်းတထေးကြီးသူ့ရောက်ဖာရှိကိုလှဲငါးအနေလာတဲ့အခါ ဖျားပွင့်ပါပြီပြောလိုက်တဲ့အခါမှာချက်ချင်းညာတွင်ချင်းဘလူမှမတိုင်မဲနဲ့နေရာလည်းမတိမဲနဲ့ဆွတ်ပြီးထွက်ပြီးပြေးတဲ့အခါမှာမနေနိုင်လို့နတ်ဗမာတွေကတော့အလင်းအောင်ပြရတယ်လို့ပြောပါတယ်အရှင်ဖျားပြန်ရောက်လို့လာလို့ရပါတယ်တွေ့လို့ရပါဆိုချက်ချင်းထခြင်းတဲ့အချိန်မှာညာလည်းဖြစ်သွားတာရဲ့အဲ့ချင်းသွားတာအဲ့ဒါနဲ့မနေ့ကမှအားလုံးကိစ္စဝိစ္စရပြီးချက်ချင်းထွက်လာတာပါဆိုလိုချင်တာကတော့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်အောင်ဆက်တယ်ဆိုရင်တပည့်တော်နေလို့မရပါဘူးဗျာ နောက်ပြီးတော့ဒီလိုထူးခြားတဲ့ပုံကိုယ်ကြီးရေးသားတွေနဲ့နိုင်ငံသိအောင်ကြော်ညာထားတယ်ဆိုရင်တော့တခုခုတော့တခုခုပဲဆိုပြီးတော့တပြည့်ရဲ့တဘာဝအတိုင်းလာရောက်ချင်းဖြစ်ပါတယ်ဒီလောက်ဆိုတော့ရှင်းပါပြီဒီမှာ